မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မက်စလာ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတက်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တပြင်းမြို့စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား၁၀ဦးကျော်တိတ်ဆုံးပြီးလွတ်နယ်ခေရန်အများပြားကိုပိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတပြင်းညွတ်စစ်တပ်စခန်းကိုမက်လ9ရက်နေ့မွန်းလွဲတနအီကနေစတင်ပြီးတော့တိုက်ခိုက်ခဲ့ပြီးမက်လ10ရက်နေ့မှာပိန်းပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးခန့်တိတ်ဆုံးပြီးတော့အယောက်20ကျော်ဟာစခန်းကိုဆုံးခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီရဲ့တပ်စခန်းကိုအလုံးစုံမိရှုဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။ မနေ့ကမနေ့9နှစ်ခွဲမှာဗပြင်းညို့တက်ဆက်ခန်းကိုအပိသက်သိမ့်ပတ်ရရှိခဲ့ပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်စစ်စင်ရေးနယ်မြေနှင့်စစ်စင်ရေးမှူးရဲဘော်တင်ဦးကအတိအပြုပြောကြားထားပါတယ်လက်ရှိမှာ KNL နဲ့ PDF ပူးပေါင်းတပ်များကဗပြင်းညို့စခန်းကနေစုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်ပေါင်းတယ်မြို့နယ်မှတ်တိုင်နယ်မြေရဲစခန်းကလမ်းကြီးတောင်းပြီးတော့ပြန်လာတဲ့ရဲတပ်ချက်သိမ်းတွင်ကိုစောင့်ကြိုတိုက်ခိုက်ရာ အသက်မသေးဘဲနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာရှိရဲ့နေမွန်လွဲ3:30မိနစ်အချိန်မှာဗကိုးတိုင်းပြည်ခရိုင်ပေါင်းတဲ့မြို့နယ်သဲမဲရွာနဲ့ကုန်းသာရွာကြားမှာနေထိုင်ရတဲ့ချက်တိန်လွင်ကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363 1 PPDF တပ်ရင်းတပ်ခွဲ9ကရဲဘော်များကစောင့်ချူတိုက်ခတ်ခဲ့တယ်လို့သိရပါဗါးနေထိုင်ရတဲ့ချက်တိန်လွင်ဟာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်များကိုအဝေးကနေချုံမြင်ပြီးတော့ ဆိုင်ကယ်ကိုရထားပြီးတော့ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်များကပြစ်ခတ်ခဲ့တော့လဲရဲတပ်ချက်သိန်းလွင်ဟာဆယ်ပေါင်းနဲကိုခုံစင်းကအသက်မသေးဘဲနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။ရဲတပ်ချက်သိန်းလွင်ထံကနေပြီးတော့၎င်းရဲ့ဆိုင်ကယ်တစ်စီး၊လက်ပစ်ပုံ၃လုံး၊ကြီမျိုးစုံ၆တောင်း၊လက်ထိပ်တစ်စုံ၊ငွေသားတသိန်း၃000ကျပ်၊ဆိုင်ကယ်လိုင်စင်စာအုပ်၊ရဲဝန်ထမ်းကပ်ဆိုင်ကယ်မောင်းလိုင်စင်တဲ့အတူစာရွက်စာတမ်းတချို့ကိုလည်း တိန်းစီရယူနိုင်ခဲ့တယ်လို့သိရပါတယ်ရဲတိန်းတက်ချက်တိန်းလွင်ဟာမှတ်တိုင်နေပြီရဲစခန်းပိုင်အတွင်းမှာရှိတဲ့ကြေးပါအုပ်စုနေပြည်သူများထံကနေပြီးတော့အတရတမစစ်သားစုဆောင်ခြင်းငွေကြေးချမ်းသာတဲ့သူတွေကိုဖမ်းဆီးချုပ်နှောင်ပြီးတော့ငွေညစ်ချင်း၎င်းရဲ့ညှဉ်းပန်းနှိပ်စက်ဖမ်းဆီးမှုများကြောင့်တိန်းဆုံးသူများရှိတဲ့အပြင်ထောင်ကြတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်ဒါကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားများရဲများပြူစောတိများအနေနဲ့အကြမ်းဖက်မှုများကိုရပ်တန့်ပြီးတော့ပြည်သူနဲ့အတူအများဆုံးပူးပေါင်းကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထံမှအလင်းဝင်ရောက်ကြရန်363ရက်တဲ့တိုက်ရင် ်စစ်ထောက်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ့်တိုက်ပွဲသတင်းကတော့တောင်ငူခရိုင်အတွင်းကရန်ကုန်မန္တလေးကားလမ်းအနီးအကြမ်းဖက်စစ်တပ်ရဲ့ကင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေကိုတိတ်ဆိတ်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကောတိုင်းတောင်ကိုခရိုင်ကျွဲပွဲမြို့နယ်ရောင်ချောင်းမြို့ကြားထဲမှာရှိတဲ့ရန်ကုန်မန္တလေးကားလန်အနီးကြောက်တိုင်ကြီးရွာကအကြမ်းဖက်စစ်တပ်ရဲ့စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေကဒီကနေ့မနက်၄နာရီခွဲအချိန်မှာဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်က9ဦးသေဆုံးပြီးတော့ MA1 နှစ်လက်၎င်းကြီးပေါက်၄ခု G3 နှစ်လက်၎င်းကြီးပေါက်၄ခု MA11 နှစ်လက် ၎င်းကြည်ပေါက်၄ခုနဲ့ G3G 200နဲ့ 5.56G 200တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးနိုင်ငံတော်အတွက်အသက်ပေးလူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်ဘူဟာ23တပ်ရင်း393ညာနဲ့အုတ်တွင်းပကပတိုက်ခိုက်ရေးအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ကခရိုနီတူအဖြစ်နဲ့နာမည်ကြီးတဲ့တောင်ကုန်းဒေသခံတဖေးဦးကျောက်တောင်ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုလုပ်ငန်းတွေအားလုံးကိုအရခအစိုးရအဖွဲ့ ULA ကချိတ်ပိတ်သိမ်းဆည်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဦးကျောက်တောင်ဟာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ရင်းနှီးမှုရှိပြီးတော့ရခိုင်ပြည်နယ်အတွင်းမှာလန်ဒရအဆောက်အဦတွေအပါအဝင်လုပ်ပိုင်ခွင့်တွေကိုရယူနိုင်ခဲ့လို့ကြီးပွားချမ်းသာလာသူဖြစ်တယ်လို့သိရပါတယ်ဦးကျောက်တောင်ဟာရခိုင်ဒေသစီရေးဆိုင်ရာကိုယ်ကဲမှုဖြစ်တဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါခတိုင်းမှုအစဉ်အဆက်နဲ့ရင်းနှီး ေးသူဖြစ်တဲ့အပြင်နေပြည်တော်အထိပ်ပါပောက်ရောက်တဲ့တဖေးကြီးဖြစ်တယ်လို့သိရပါဗါးသူဟာနဘာခမှာတိုင်းမှုလုပ်ခဲ့မှုတွေအာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်နိုင်နဲ့လည်းရင်းနှီးသူတဦးဖြစ်တယ်လို့သိရပါဗါးအခုတော့ရခိုင်ခရိုနီတဖေးကြီးပိုင်ဆိုင်ပြီးတော့တောင်ကုန်းမြို့ဂူတာရက်ကွက်မှာရှိတဲ့နေအိမ်အပါအဝင်လုပ်ငန်းတွေအားလုံးကိုမတ်လ6ရက်နေ့က ချိတ်ပိတ်တဲ့စာရိတ်ကပ်ပြီးတော့ပိတ်စီလိုက်တာဖြစ်တယ်လို့သိရပါတယ်ပြည်သူပိုင်းသိနေတဲ့မှာဦးကျောက်တောင်ရဲ့နေအိမ်တွေလုပ်ငန်းတွေပြီးတော့သူနဲ့ပတ်သက်တဲ့သူ့ရဲ့တပည့်တပန်းတွေစီးပွားဘက်တွေရဲ့အိမ်တွေအကုန်လုံးပါပါတယ်လို့ ULA နဲ့နှိဆက်သူတူကပြောပါတယ်ဦးကျောက်တောင်ဟာနေလာတက်စာထာဝရအောင်မြေစတဲ့ကုမ္ပဏီလုပ်ငန်းစုတွေကိုပိုင်ဆိုင်သူဖြစ်ပါတယ်တောင်ဟုတ်တက်ကတော်အပါဝင်ရခိုင်ပြည်နယ်တောင်ပိုင်းကလန်ဒရာဆောက်လုပ်ရေးလုပ်ငန်းတွေကိုတင်တာခေါ်ယူလှုပ်ဆောင်ခဲ့ပါတယ်ဒါအပြင် တင့်မောင်ခိုလုပ်ငန်းနဲ့ရခိုင်ပြည်ကဂိုင်းစတာတအုပ်အဖြစ်နဲ့လဲနာမည်ကြီးသူဖြစ်တယ်လို့သိရပါဗါတယ်တောင်ကုန်းမြို့ကမြေယာတွေကိုအကွက်ရိုက်ပြီးတော့ပြန်လဲရောင်းချနေတဲ့ ထာဝရအောင်မြေအင်အားစီမံကိန်းအပါအဝင် အစိုးရနဲ့ဆက်ဆက်တဲ့လုပ်ငန်းစုများစွာကိုပိုင်ဆိုင်သူလည်းဖြစ်ပါတယ်။ဦးကျောက်တော်ဟာစစ်ကောင်စီကအကောင့်ထဲပုံမဲ့ရခိုင်ပြည်နယ်အခြေစိုက်ကြော့ဖြူအထူးစီးပွားရေးဆောင်ကမြို့ပြအင်အားစီမံကိန်းတွေမှာလည်းဒေသခံအစုအဖွဲ့အနေနဲ့ပါဝင်သူလည်းဖြစ်ပါတယ်။အရခတက်တော်အနေနဲ့မောင်တော်မြို့နယ်တောင်ကုန်းမြို့နယ်ကစစ်ကောင်စီနဲ့ဆက်ဆက်တဲ့လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့နေအိမ်တွေစီးပွားရေးလုပ်ငန်းတွေကိုချိတ်ပိတ်သိမ်းဆည်းခဲ့ပြီးတော့အိမ်အလုံးကြီး၁၀၀နီးပါးကိုလည်းချိတ်ပိတ်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ပရောက်မြန်မာများဟာပြည်ရင်းကိုပြန်လည်ဝင်ရောက်ခြင်းမရှိတော့တဲ့အတွက်အခြေခံအလုံသမားများအားလုံးကိုပြည်ပကိုအကန့်အသတ်မရှိရပ်ဆိုင်းထားလိုက်ပြီးတော့ကျွမ်းကျင်လုံသားနဲ့ G2G အစီအစဉ်အရအလုံသမားများကိုသာပြည်ပကိုထွက်ခွင့်ပြုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ14ရက်နေ့ကနေစတင်ပြီးတော့ပြည်ပကိုအလုတ်သမားများဆေလွတ်မှုများအားလုံးယာယီရက်ဆိုင်ထားတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ကျွမ်းကျင်အလုတ်သမားများနဲ့ G2G အစီအစဉ်အရအလုတ်သမားများဆေလွတ်မှုများကိုအလုတ်သမားဝန်ကြီးဌာနကစီစစ်ခွင့်ပြုပေးလျက်ရှိတယ်လို့သိရပါတယ်။အခြေခံအလုတ်သမားများပြည်ပကိုဆေလွတ်မှုကိုယာယီအဖြစ်ရက်ဆိုင်ထားတယ်လို့သိရပါတယ်။အထူးသဖြင့်ပြည်ပကိုထွက်ခွာရမှာအဓိကကျတဲ့ပြည်ပအလုတ်ကိုင်းအလုတ်သမားတပ်သေးကန်ကပ်ပြား Overseas Worker Identification Card OWIC ထုတ်ပေးမှုကိုအခြေခံအလုံသမားများအလုံးအထွတ်ယာယီအပြင်ရပ်ဆိုင်းလိုက်တယ်လို့သိရပါတယ်။ OWIC ကကျွမ်းကျင်အလုံသမားတွေနဲ့ G2G အစိုးရအစီအစဉ်နဲ့ပြည်ပကိုထွက်မဲ့အလုံသမားတွေကိုပဲခွင့်ပြုပေးနေပါတယ်။ပြည်ပကိုအခြေခံအလုံသမားတွေတွားရောက်ခွင့်နဲ့ OWIC ကတ်ထုတ်ပေးမှုတွေကိုတော့အခုအချိန်ထိကိုအကုန်လုံးကိုရပ်ဆိုင်းထားပါတယ်။ဘယ်တော့ပြန်ဖွဲ့မလဲဆိုတာကတော့ NASA ကကထိပ်ပိုင်းကကောင်တွေကဆုံးဖြတ်မှာဖြစ်ပါတယ်။ အဓိကပြဿနာဖြစ်တာကတော့ပြည်ပရောက်မြန်မာတွေကအခွန်ငွေကိုလည်းအပြည့်အဝမဝင်သလိုပြည်တွင်းကိုပြည်ပရောက်မြန်မာတွေပြန်လည်ဝင်ရောက်မှုကလည်းအင်ဗတာမကိုနှဲပါနေပါတယ်အဲ့ဒီနောက်ဆက်တွဲကအလုတ်သမားရှာပါမှုနဲ့လူဆွမ်းအရေးမြေဆုံးရှုံးမှုတွေဖြစ်နေပါတယ်အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေက NASA ကဥက္ကဋ္ဌမင်းအောင်နိုင်ရဲ့ညွန်ကြားချက်နဲ့အညီဖြစ်နေတာပါလို့နေပြည်တော်အလုတ်သမားရေးဝန်ကြီးဌာနသတင်းအရေးမြေကပြောဆိုထားပါတယ်မင်းအောင်နိုင်ကဇန်နဝါရီလ31ရက်နေ့မှာထိုင်းနိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးချစ်စွေကို အလုံသမားဝင်ကြီးအဖြစ်နဲ့ပြောင်းလဲခန့်ပြီးတဲ့နောက်ပြည်ပကိုအလုံသမားစေလွတ်မှုများကိုဖေဖော်ဝါရီလ14ရက်နေ့ကစတင်ပြီးတော့ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိဂျပန်နိုင်ငံကိုကျွမ်းကျင်အလုံသမားများရုရှားနိုင်ငံကိုကျွမ်းကျင်အလုံသမားများနဲ့လာအိုနိုင်ငံကို G2G အလုံသမားများကိုအလုံသမားဝင်ကြီးကိုယ်တိုင်စီစစ်ပြီးတော့ ထွက်ခွာခွင့်ပြုနေတယ်လို့သိရပါတယ်။ဒါပေမဲ့အခြေခံအလုံသမားတွေကိုတော့ OWIC ကထုတ်ပေးခြင်းနဲ့ပြည်ပထွက်ခွာခွင့်များအားလုံးကိုယာယီရပ်ဆိုင်းထားတယ်လို့သိရပါတယ်။နေပြည်တော်မှာဖေဖော်ဝါရီလ17ရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အစည်းအဝေးမှာမင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာနိုင်ငံခြားငွေအခက်အခဲဖြစ်နေပြီးတော့ပြည်ပရောက်အလုံသမားများထံကကောက်ယူရရှိတဲ့နိုင်ငံခြားငွေတွေဟာလည်းရရှိတင်သလောက်မရဘူးလို့ပြောနေပါတယ်။ဒါအပြင်ဇန်နဝါရီလ18ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အစည်းအဝေးမှာမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့လူဦးရေဟာကျဆင်းသွားတယ်လို့ပြောဆိုခဲ့ပါတယ်လူဦးရေကျဆင်းရခြင်းဟာအကြောင်းမျိုးမျိုးနဲ့ပြည်ပနိုင်ငံများကိုထွက်ခွာသူများများပြားလာခြင်းအကြောင်းမျိုးမျိုးကြောင့်တေဆုံးသူများရှိခြင်းနဲ့မွေးဖွားနှုန်းကျဆင်းခြင်းတို့ဖြစ်တယ်လို့သိရပါတယ်လူဦးရေကျဆင်းမှုနဲ့အတူပြည်တွင်းအလုံသမားဟာလည်းရှားပါးလာနေတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းထန်းတပင်မြို့နယ်နဲ့ကြောက်ကြီးမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာများကိုအချက်မဲ့ဆက်တကလေရင်နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာရှိရနေ့မနက်ပိုင်းကနေညနေပိုင်းအထိအချက်မဲ့ဆက်တကထန်းတပင်မြို့နယ်နဲ့ကြောက်ကြီးမြို့နယ်အဆက်မှာရှိတဲ့ကြောက်ကြီးပေါက်ရွာအပါအဝင်အနီးအနားမှာရှိတဲ့ကျေးရွာများကို လေရင်နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တဲ့ရေလေကြောင်းတိုက်ခိုက်မှုအတွင်းမှာဖုံးကြီးကြောင်းနဲ့နေအိမ်များပျက်စီးခဲ့ရပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်။ကျေးရွာနေပြည်သူများဟာလည်းဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မနေ့ကမနေ့ကတည်းကလေရင်ကလာပြီးတော့တောက်လျှောက်ကိုဘုံကျဲနေတာညနေပိုင်းအထိပဲကျွန်တော်တို့သိရတာကတော့ကြောက်ကြီးပေါက်ရွာနဲ့အနီးနားကရွာတွေကိုကျဲချတိုက်ခိုက်တယ်လို့သိရတယ်။ပြည်သူတွေဟာလည်းဘေးလွရာကိုထွက်ပြေးနေရတော့ရွာတွေကအခြေအနေအသေးစိတ်ကိုမသိရသေးဘူး။ ဖုန်ကြီးကြောင်းနဲ့နေအိမ်တွေပျက်စီးသွားတယ်လို့တော့သိရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်မက်စလာ6ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြောက်ကြီးပေါက်ရွာကအသက်63နှစ်အရွယ်ဒေါ်ထွေးနဲ့မကြီးတော်ရွာကအသက်55နှစ်အရွယ်ဦးအောင်မြင့်အေးအသက်53နှစ်အရွယ်ဒေါ်ခိုင်ဦးတို့တိတ်ဆုံးခဲ့ပြီးတော့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပြီးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ